ပြီးခဲ့တဲ့နှစ်2024တုန်းက BMW နဲ့ cycle နဲ့တိုက်တာ cycle မောင်းလာတဲ့တာမီ3ယောက်စလုံးတခါတည်းပွေချင်းပြီးအတက်ဆုံးရှုံးသွားတယ်။အဲကာမောင်းလာတဲ့လူကတော့အမျိုးသမီး။အဲအမှုရောဒီနေ့ချုံဖောင်းခရိုင်တရားရုံးကနေပြီးတော့မှအမိန်ချလိုက်တယ်ဒီကာမောင်းလာတဲ့အတက်30ကျော်အရွယ်အမျိုးသမီးကိုထောင်ထမ်း9နှစ်နဲ့နလကြာခံစေပေါ့နော်ပြီးတော့တံငွေက1500ဒါပေမဲ့ ဒီတရခံကဝင်ခံတော့သူ့ကိုထောင်တန်းရှော့ချပေးလိုက်တယ်၄နှစ်နဲ့9လပဲကြာခံခိုင်းတော့တယ်အာပြစ်ဒဏ်ကိုဆိုင်းငံ့ခြင်းမရှိဘူးတခါတည်းထောင်တယ်တွားအဲ့တော့ဒီဒီအမှုဘောပေါ့နော်ဒီရင်တိုက်မှုကိုလူတော်တော်များများစိတ်ဝင်စားကြတယ်ဒီထိုင်းနိုင်ငံမှာလူတွေလည်းတအားဝေဖန်ကြတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ BMW ကားမောင်းလာတဲ့အမျိုးသမီးကသူကားမောင်းနေတဲ့အချိန်သူကတနာရီကိုကီလို200နှုန်း200တောင်ကျော်ရည်ရဲ့ အဲ့လောက်နှုံးတဲ့ကိုသူကကာမောင်းလာခဲ့ရမောင်းလာပြီးတော့လက်တစ်ဖက်ကကာမောင်းနေတစ်ဖက်ကသူ့ရဲ့စပီးကိုသူကဗီဒီယိုရိုက်နေပြီးတော့ကာလာမောင်းကိုလည်းဗီဒီယိုရိုက်တယ်အဲ့လိုရိုက်နေတဲ့အချိန်မှာစိုက်ကယ်မောင်းလာတဲ့ဒီမိသားစုပေါ့နော်အမေကစိုက်ကယ်မောင်းတာသူ့တာသမီးတွေကအနောက်ကနေထိုင်တာအဲ့စိုက်ကယ်ကိုတောင်းဝင်ကြုံလိုက်တာကြုံလိုက်တော့ဟိုတစ်ဖက်ကပွေချင်းပြီးအဲ့လိုတိုက်ပြီးွားတဲ့အချိန်ကျတော့ဒီကားမောင်းလာတဲ့အမျိုးသမီးကဟိုသူ့ကားပေါ်မှာကြောင်လားခွေးလားမသိဘူးပါလာကွာ အဲဥစ္စာတော့ तू အရင်လိုက်ရှာရှာပြီးတော့မှ तू ဒီရတိုင်းမှုဖြစ်တဲ့နေရာကနေ तू ဖပြီးွားရှောင်းွားလို့တူကောက်ဒီတိုင်းမှချန်တာလို့ပတ်ဝန်းကျင်အားသူတွေကအတန်ကြားတော့ထွက်လာပြီးတော့ကဲစေရေးတွေဘာတွေကိုဆက်တွေ့ပြီးတော့မှဒီဟိုမိသားစုဘောလေဒီတာမီ၃ယောက်ကိုကူညီပေးကြတာဒါမဲ့အတက်ဆုံရှုံွားရွာဒီမိသားစု၃ယောက်စလုံးကပြီးတော့ဒီမိသားစုရဲ့ဇာပနာပွဲကိုလည်းကားမောင်းတဲ့မျိုးတမီးကမတော်အောင်လို့ တောင်းပန်တာတွေပါလေမရှိဘူးလို့ဟိုတတိမီဒီယာတွေကနေတောင်းပန်တာမျိုးတွေပေါ့လေအဲ့လိုမျိုးကြီးလည်းမရှိဘူးပြီးတော့တတိထောက်တွေကဒီကားမောင်းတဲ့မျိုးတမီကိုဟိုတွားပြီးမေးမြန်းတာပေါ့လေအဲ့လိုမျိုးတမီမြန်းတဲ့ချိန်တွေမှာမျိုးဆိုရင်ဒီကားမောင်းတဲ့သူရဲ့အမေတူမေကလေတတိထောက်တွေကိုပြန်អော်တာပြန်អော်တော့ဟိုတတိထောက်တွေကလည်းပြောတာပေါ့တို့လို့တို့လို့လောက်တာအဲ့ဟာဟိုသူ့အမေကဟိုတွန်းထောက်တာမျိုးတွေလောက်တာ ြော်ဒီကာမောက်တဲ့မျိုးတမီသူ့ပုံစံကလေလုံးဝနောင်တရတဲ့ပုံစံမှာမရှိဘူးကွာသူ့မျက်နှာကြီးကလေမျက်နှာထိမျက်နှာထားကြီးကသူ့အမေရောအတူတူပဲအာဒီထိုင်းနိုင်ငံလူတွေသူဒီကာမောက်တဲ့မျိုးတမီကိုရောသူ့အမေကိုရောဆဲကြတာဆဲကြတာမှာပက်ပက်ဆက်ဆက်အခုအကြတော့ဟိုအမေချလိုက်ပြီပေါ့လေသူကထောင်တန်း9နှစ်နဲ့9လဒါငွေပန်း900အမေဝန်ခံတော့ထောင်တန်း၄နှစ်နဲ့9လပဲကြာခံရရမယ်ပြီးတော့2 BMW ကားကိုလည်း နိုင်ငံတော်အပိုင်တိမ့်လိုက်တယ်ပြီးတော့ဒီနစ်နာသူဘက်ကဒီအခုဟိုဆိုင်ကယ်မောင်းလာတဲ့မိသားစုပေါ့လေသူတို့ကအခုကအမေဖြစ်သူလဲအတက်ဆုံးချုံသွားပြီးတော့ကလေးနှစ်ယောက်လည်းအတက်ဆုံးချုံသွားကြံခဲ့တဲ့သူကအဖေဖြစ်တဲ့သူတယောက်ပဲကြံတယ်စဉ်းစားကြည့်တော့တယောက်ပဲကြံတော့အဖေဖြစ်တဲ့သူတယောက်ပဲကြံတော့သူမိမရောသူကလေးနှစ်ယောက်စလုံးကတခါလေပွေးချင်းပြီးပြီးတော့ဒီကားမောင်းတဲ့အမျိုးသမီးကနောက်ထားရတဲ့ပုံစံလည်းမရှိဘူးတောင်းပန်နေဆိုတာမျိုးကလည်း ိုပြီးစလို့ရည်တွေကွာအဲပြီးတော့တို့နှစ်ဖက်ညိနိုင်တော့ဟိုနစ်နာကြေးဘတ်ငါးတန်းခွဲပေါ့လေဘတ်ငါးတန်းခွဲနဲ့ညိနိုင်တယ်ဒါပေမဲ့ဒီကားမောင်းတဲ့လူဘက်ကဘတ်ငါးပိမ့်မဲ့ပေးသေးတယ်ကျန်တဲ့ငါးတန်းမပေးသေးဘူး အဲညှိနှိုင်းတာကသူတို့ဟိုသူတို့နှစ်ဖက်ပဲညှိနှိုင်းကြတာတရားရုံးကနေပြီးတော့မှဆုပ်ဖြတ်ပေးတာမဟုတ်ဘူးအမိန်ချတာမဟုတ်ဘူးနင့်နာကြိတ်ဘလောက်ဘလောက်ပေးဆိုပြီးတော့ဟိုဟာအမိန်ချတာတော့မဟုတ်ဘူးဒီကြံတဲ့ငါးတန်းကိုကြတော့တဲ့သူကအရစ်ကြနဲ့၈နှစ်နှုံပေးมาတဲ့တလကိုဟို၃တောင်းဝင်းကျင်ပေါ့လေ၃တောင်းအောက်ပေါ့လေအဲအဲ့အဲ့လောက်လေးပေးွားမယ်ဆိုပြီးတော့သူတို့ညှိနှိုင်းတာဒါပေမဲ့ပေးမဲ့ပတ်စံကလည်းနောက်နှစ်မှဒီ2026 တလပိုင်းမှာစပြီးတော့တလကိုတုံတောင်တုံတောင်တုံပေးမှအဲ့ဒါကိုရှင်းတင်ရတဲ့ဟိုအဲ့ဒါပေးမလားမပေးလားမသိသေးဘူးအဲ့ဒါလည်းတစ်ချက်စောင့်ကြည့်ရအောင်မယ်လို့အဲ့ဝါဆိုရင်လေအော်လလလလဒီဒီဒီထိုင်းနိုင်ငံအင်တာနက်တောင်ပြူရဲ့ဒူတွေဆိုရင်လေဒီကားမောင်းတဲ့အမျိုးတမီးကိုရောသူ့အမေကိုရောရှယ်ကစ်တာပလန်ချပြီးတော့ကစ်တာလို့ပက်ကင်းနဲ့ကိုကစ်တာလို့ဟလာအခုကြတော့လေကြည့်ကြလားထောင်းတိုင်း၄နှစ်နဲ့9လပဲကြာခံရတော့อืมเนาะ ဟိုအတက်ဆုံရှုံသွားရတဲ့လူကတော့ဆုံရှုံသွားရပြီပြီးတော့နှစ်နာချီကလည်းအခုမှဘက်ငါတိမ့်မယ်ပြီးသေးတယ်ကျန်တဲ့ဘက်ငါတန်းကလည်း၈နှစ်လောက်အရေးကြနေပြီးမှတလဟိုတုံတောင်ဝင်းကျင်လောက်ပဲဟွန်းโอเคရလေးလာပြောအားလုံးပဲစင်ပြေကြပါစေ